ယ်သွာလာရေးခက်ခဲပြီးမဖွေဖြူတဲ့တောင်ပေါ်ကျေးလက်ဒေသကပညာရေးကိုလက်လန်းမမီနိုင်တဲ့ကလေးငယ်တွေအတွက်ဒီလိုဆီဆီအမတ်တွေဟာအဖုံးမဖြတ်နိုင်တဲ့ဥယျာဉ်မှုတွေပါသွေးလွန်တုတ်ကွေးယောဂဆိုတာဗိုင်းရပ်ပိုးတမျိုးကြောင့်ဖြစ်ပြီးအေဒီကိုက်ချင်းမတဆင့်ငုဆက်တတဲ့ယောဂတမျိုးဖြစ်ပါတယ်သွေးလွန်တုတ်ကွေးအဖြစ်များဆုံးလက္ခဏာတွေကတော့အဖျားကြီးခြင်းဆန်းတုပ်ခြင်းမျက်လိုအနောက်ဖက်အောက်ခြင်းကောင်းကိုက်ခြင်း ကျွတ်သားနဲ့အယုအစများနာခြင်းကြိုက်ခဲခြင်းပြုတ်အန်ခြင်းအရေးပြအနိမ့်ဆက်များထွက်လာခြင်းပင်ပန်းခြင်းနဲ့နှုံခြင်းတခါတလေအကျင့်များကြီးလာခြင်းတို့ဖြစ်တတ်ပါ रे အထက်ပါလက္ခဏာများဖြစ်ပေါ်ပါကစေခံပြပြီးသွေးလွှတ်တုပ်ကိုဖြစ်မဖြစ်ချက်ချင်းစစ်ဆေးပါအောက်ဖော်ပြပါယောဂလက္ခဏာတစ်ခုထပ်ပိုးပြီးခံစားရပါကနှင်းဆက်ရာဆေးရုပ်တို့အမြန်သွားရောက်ပြီးစေကူတမှုခံယူဖို့လိုအပ်ပါတယ် နေမေတေတံမဖွင့်ပြိုးသေးသလိုလက်နက်ကင်ပဏိပခတွေကလည်းရှိနေတာကြောင့်ဒီလိုဒေတာမျိုးမှာနှစ်ကာလကြာရှည်အောင်စာတင်ကြပေးနိုင်ဖို့ဆိုတာကလည်းတော်ရုံခင်ယူချက်မရှိသူတွေအတွက်ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ဒီစင်မြစ်ပေါ်မှာတွေ့ရတဲ့ဆရာဆရာမတွေဟာဒီဒေတာထဲမှာစာတင်ကြပေးလာတာ9နှစ်ကနေ10နှစ်သက်တမ်းရှိတဲ့သူတွေလို့ဆိုပါတယ်။ကယန်ရွေပညာရေးဌာနဖြစ်တဲ့ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန KECD က ဒီလိုလောက်တဲ့ရစ်ကြောင်းစီရဆီယာမ39ကဘာစီယာများထိမ့်မန်းနေမှာကွန်ပျူတာလက်မှတ်နဲ့စုတစိတ်တွေကိုပေးအပ်ခဲ့တာဖြစ်ပါတယ်လောပမာဝရတရတကလေဝေခုရင်နေဂျိုတတမှုတေတဖအတာလောဝေတေအခုတကဘလကေဖလကိုအိုဒီလေတကဘလကေဖကိုအိုဒီလေတော့ကခဒီလေနင်းနေဘဲတာလောအဲ့တော့တဲဟောဒီနေနေလောပမာ <coughs> ဖွေဝရပတပိဒမတေဖိုက်ခုနေနေပစိညာလတော့ပနာလအဝေမော်တီဗေးရှင်းနော်တာဟိဒစာရဝေဒတာဂိတဘာလကျောတရမတေဖာလအတာပခုပေါကမတကိုတာလပတကောတေတဝအဘူရောနော်တာတော့အကားတခါနေဒီတော့ဘကျောတရမတေဖာတော့ခါလေခဲသူဘတာစာတေဖာလကနလမလာတကောတေတေဖာဝောစကောနေနေကေကေဝတာစာတော့ဟောတခါလ ကပခပကောလပကညောတကူဘကူတေအကလကွာကောနေကဲဘတာလပမာအခဲနေနေဘတာပညောကဆိုတော့တာလပပမာဘတာမူလာနေအိုဒီနေမောနေ အခုလိုဂုံပြုတ်ခံရသူတွေဟာခအားခရံပန်ကြုံမြွနယ်ချင်းမှာရှိတဲ့ဝါမီကလာကြီးဝအုပ်စုအတွင်းကဂေါ်တူးလေပညာရေးကျောင်း၁၈ကျောင်းမှာငါးနှစ်ကနေငါးနှစ်အထက်သင်ကြားရေးတက်တန်းရှိတဲ့ကျောင်းဆရာဆရာမ24ဦးနဲ့ဆယ်နှစ်သင်ကြားရေးတက်တန်းရှိတဲ့ကျောင်းဆရာဆရာမ6ဦးကိုဂုံပြုတ်လက်မှတ်တွေချင်းမြင်ပေးအပ်ခဲ့တာပါ။ ဒေတာတွေမတည်ငြိမ်မှုအခြေအနေအရကြီးပါအုပ်စုနှစုရဲ့ကျောင်းဆရာဆရာမအယောက်30ကိုတာကွန်ပျူတာပေးနိုင်ပြီးအခြေအနေတွေကြောင့်ကွန်ပျူတာမပေးနိုင်တဲ့ဆရာဆရာမတွေလည်းရှိသေးတယ်လို့ခရိုင်ပညာရေးမှုကဆိုပါတယ်။ဒီလိုနှစ်ပေါင်းများစွာဘဝကိုရည်နှီးမြှုပ်နှံပြီးဇာတင်ကြားပေးနေတဲ့ကြီးဒီဆရာဆရာမတွေရဲ့တင်ကြားရေးထောက်ပံ့စေကအများကြီးရရှိတာမျိုးမဟုတ်ပါဘူး။နိုင်ငံတကာနိုင်ငံရဲ့အစိုးရကျောင်းတွေလိုမျိုးလစဉ်လောအခထောက်ပံ့ကြေးတွေရရှိနိုင်တာမျိုးမဟုတ်ပဲနိုင်စဉ်ထောက်ပံ့ကြေးနဲ့ ဒေသရဲចောင်းသားမိဘတွေရဲ့ပံ့ပိုးကူညီမှုနဲ့သာတင် जा ပေးနေရတဲ့သူတွေပါ။ဒါပေမဲ့ပညာကိုလိုလားတဲ့ကလေးငယ်တွေစတက်မြောက်ပြီးထူးချွန်တဲ့လူငယ်တွေပေါ်ထွန်းလာရင်ကျင်းတ်ပြီလို့မဟုတ်ဘူးခင်ရွာမှာစာတင် जा ပေးနေတဲ့နွန်သားတွေကအခုလိုပြောပါတယ်။အေးဟေလတာအဝဲနော်အဝဲအဒေါက်တာဟနေနာရေးချီလဲအဝဲလားချက်ဖို့ဖိုလီဖို့သာသေးဖန်နော်

မင်းသိထဘာထောနအဝဲနဲ့လိခိရခအဝဲစနေမင်းသိဘာထောဘနဲ့လိခိနေအဝဲစဖာကတော့နေတဲ့ကိုကိုသိဝနေနော်အသေးဖာကသူ့ဝတာလဲအတတော်ဟလေထောတော့လက်တတ်မှုအောင်မင်းသိနေနော်ဗာလီဝနေနော်ခရံလိုက်ဖွဲ့စည်းထားတဲ့ KCD ပညာရေးဌာနကနေစဉ်ဒီလိုလှုပ်သက်ဝိုင်းရင်ဆရာဆရာမတွေကိုကွန်ပျူတာပေးတာလည်းဖြစ်ပါတယ်။ကျန်းတို့ထိကျုံနေပြီထဲမှာခရံခုနှစ်ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး KNU ရဲ့ပညာရေးဌာနလက်အောက်ကနေအခုနှစ်စာသင်နှစ်ထဲမှာကျောင်းပေါင်း1938ကျောင်းဖွင့်လှစ်ချပေးတယ်လို့ဆိုပါတယ်။အဲ့ဒီကျောင်းပေါင်း1000ကျော်ထဲမှာကျောင်းသူကျောင်းသားပေါင်းတသိန်းခွဲနီးပါးသင်ယူနေပြီ။သင်ကြားရေးဆရာဆရာမတွေအနေနဲ့တောင်1939ဦးနဲ့လေပတ်နေတယ်လို့ KCD ရဲ့ဇယင်းတွေအရသိရပါတယ်။